င်းကြအတွက်နောက်ဆုံးမင်္ဂလာရောက်အောင်နော်နောက်ဆုံးမင်္ဂလာကဘာလဲဆိုတော့နော်ကာလီနာဓမ္မတာကိစ္စကာလီနာဓမ္မတာကိစ္စဆိုတာကတင့်တင့်လျှောက်ပတ်တဲ့အချိန်ကာလမှာနော်မြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုတိုင်ပင်ဆွေးနွေးရတာဟာမင်္ဂလာဟုတ်ရလားအေးတရားဒေသနာတွေကိုနာယူရခြင်းဒီမင်္ဂလာဆိုပြီးတော့နော်ကာလီနာဓမ္မတာဝေနာ နော်ဒီတိုင်းထားလိုက်တော့မကင်တော့နဲ့နော်ဒကာကြီးဒီတိုင်းထားလိုက်တော့နော်ကင်မတောင်ကြောက်နေတယ်ဦးဇင်ကဟုတ်လားကာလေနဓမ္မတဝနာတရားနာခြင်းသည်မင်္ဂလာဆိုပြီးတော့ဒါအရင်အရင် မင်္ဂလာတရားတွေထဲမှာပါပြီးစားဟုတ်လားခုကပါတော့တင့်တင့်လျောက်ပတ်တဲ့အခါကာလမှာတရားဓမ္မကိုဆွေးနွေးရတာဟာမင်္ဂလာဆွေးနွေးတယ်ဆိုတာကတော့အပြန်အလှန်သဘောဖြစ်သွားတယ်ပေါ့နော်တရားနာတယ်ဆိုတာကတော့ပြောတာကို နားတဲ့သဘောပေါ့ ခုဟာကမသိရင်မေးမယ်တိုင်မယ်မယ်ဆွေးနွေးမယ်ညှိနှိုင်းမယ်ဆိုတဲ့အနေထားဟုတ်လားအဲ့ဒါမျိုးကိုပြုကျင့်ရတာဟာဘေးသာပေါင်းသူတော်ပေါင်းတို့ဒါမင်္ဂလာရှိတယ်ဆိုတော့မြတ်စွာဘုရားဟောတာအဲ့ဒီမှာဥယျာဉ်တို့ဆရာဘုရားကြီးကပါရေးထားတယ်ဆိုတော့တရားဆွေးနွေးရတာဟာမင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်တရားဆွေးနွေးပြီဆိုလို့ရှိရင်အသက်ကြီးကြတဲ့လူကြီးတွေပဲတရားဆွေးနွေးတာကိုမျက်စိနဲ့မြင်ကြတယ်ပေါ့အမှန်စင်စစ် လူငယ်တွေလည်းတရားအလွန်ဆွေးနွေးသင့်တယ်ဆိုတဲ့စတော်ကြီးရဲ့အရင်မှရေးထားတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဆိုတာကစိတ်ကောင်းစိတ်မြတ်တွေဖြစ်ပေါ်ရေးဟုတ်လားမကောင်းမှုတွေကိုရှောင်ရေးတန်ဖိုးရှိတာတွေကိုလှုပ်ဆောင်ရေးပြီးတော့တရားတရားဝရိယတရားတတိတရားတမာရီတရားပညာတရားတွေပို့ပြီးတော့တုတ်တက်များပြားပြီးတော့နော်လောကရေးရာဓမ္မရေးရာမှာကြီးပွားချမ်းသာကြောင်ဖြစ်တဲ့အတွက်ကြောင့်ဒီတရားဒေသနာတွေနဲ့ပတ်သက်ပြီးတော့လူငယ်တွေဟာဆွေးနွေးတဲ့နေတဲ့ နပွဲလေးတွေလုတ်ပြီးတော့ပြောတဲ့လူကပြောနားထောင်တဲ့လူကနားထောင်မေးတဲ့လူကမေးဖြည့်ရှင်းတဲ့လူကဖြည့်ရှင်းအဲ့ဒါလိုပြောဆိုတိုင်ပင်နဲ့အလွန်စစ်မှန်တဲ့တန်ဖိုးရှိတဲ့ပွဲသဘင်မျိုးတွေလုတ်တဲ့နယ်လို့ဆိုကြီးကပြောတယ်ဒီနယ်မှာဥစဉ်တို့သဘင်ဆိုတာကညာတော်ဖြင့်လူတွေကတော့အမှုပညာတွေကတာကိုသဘင်လို့စိတ်ထဲမှာအောက်မိကြမှာနော်သဘင်ဆိုတာဘာလဲဆိုလို့ရှိရင်သဘင်ဆိုတာပညာရှိတွေရဲ့ ပညာရှိပါတဲ့အစီအဝေးကိုဒါတပင်လို့ခေါ်တာပါဟုတ်လားပညာရှိဆိုတာကလည်းဘာလဲသူတော်ကောင်းတရားကိုပြောတဲ့သူတော်ကောင်းကိုဒါပညာရှိလို့ဆိုတာအဲ့တော့အဲ့ဒီစကားတွေကိုဦးဇင်းတို့ပေးသပေါင်းသူတော်ကောင်းတို့အကုန်ချကြည့်လိုက်လို့ရှင်ဘာလဲသူတော်ကောင်းတရားတွေကို ပြောတာကိုဒါတပင်လို့ခေါ်တာဟုတ်ရလားဒါကတန်ဖိုးအရှိဆုံးအကြီးကျယ်ဆုံးသောတပင်လို့ပြောရမှာပေါ့နော်ဒါကြောင့်ပေးသပေါင်းသူတော်ကောင်းတို့ဒါကတော့တရားရှုတော်ကနေပြောတဲ့တပင်လို့ဆိုရမှာပေါ့ဟုတ်လား အေးအဲ့လိုပွဲသဘင်မျိုးလေးတွေလူငယ်တွေလှုပ်တင်နေဆိုပြီးတော့သရိုကြီးကတော့ရေးထားတာရှိတယ်အဲ့တော့ဦးဇင်းတို့ကတော့ဒီနေရာမှာအင်းကာလင်နဲ့ဓမ္မတာကိစ္စမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့ပြောဆိုတိုင်ပင်ဆွေးနွေးခြင်းတွေဟိုအလွန်တရာထုတ်ခဲ့တဲ့အသိဉာဏ်ကိုဖြစ်စေတယ်ဆိုတာလေးကိုပြောခြင်းဒီနေရာမှာသရိုကြီးကကာလင်နဓမ္မတဝနာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ရတဲ့အကျိုးကျေးဇူးများကို ကာလနဓမ္မတကိစ္စမင်္ဂလာနဲ့လည်းရနိုင်လေဆိုသူကတော့ပြောတယ်။ဆိုကြပါစို့တရားနာခြင်းအဖြစ်အကျိုးကျေးဇူး၅မျိုးရနိုင်တယ်ဆိုတာပေးတယ်လို့ကြားဖို့တယ်မဟုတ်လား။နော်မကြားဘူးသေးတဲ့တရားကိုကြားဖို့ရတယ်။ကြားဖို့ပြီးသားတွေစိတ်ထဲမှာပို့ပြီးတော့ရှင်းလင်းသွားရတယ်။ဟုတ်ရဲ့လား။ပြီးတော့ဦးဇင်းတို့ယုံမှန်တရားတွေကျင်းရတယ်။စိတ်ထဲမှာလည်းပဲအလွန်အေးချမ်းပြီးတော့ဖြူတဲ့သဘောဖြောင့်တဲ့သဘောဖြစ်ရတယ်။ဟုတ်ရဲ့လား။အေးပြီးတော့ဦးဇင်းတို့အော် ယုံမှားကင်းပြီးတော့ဟိုအယူဝါဒတွေလည်းပဲစိတ်ထဲမှာဟိုမှားတာတွေမဖြစ်ဘူးဆိုပြီးတော့အဲ့လိုအကျိုးကျေးဇူး၅မျိုးရနိုင်တယ်ဒါကြားဖို့တယ်မဟုတ်လားကြားဖို့တယ်အဲ့ဒီအကျိုးကျေးဇူး၅မျိုးပဲဦးဇင်းတို့ဟိုတရားဓမ္မကိုဆွေးနွေးခြင်းအပြင်ရရှိနိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီတရားကိုဆွေးနွေးတဲ့ကိစ္စကြတော့ကိုသိကျင်တာတွေကိုမေးလာတဲ့သဘောစိတ်ထဲမှာပိုးပြီးတော့ကျင့်တတ်မှုအားရမှုရတဲ့အပိုင်းတွေကိုမရှိနိုင်ဘူးလားဆိုကြပါစို့ဦးဇင်းတို့ ဟိုတရားနာရဲဆိုတာကကိုသိပြီးသားလည်းဖြစ်ခြင်းဖြစ်မယ်ဟုတ်လားကိုသိပြီးတော့စိတ်မွန်လာတာလည်းဖြစ်ခြင်းဖြစ်မယ်ဟုတ်ရလားဟိုဆွေးနွေးတာကြတော့အဲ့ဒီလိုမျိုးမဟုတ်တော့ကိုသိကျင်တာကိုဒါတိုက်ဆွေးနွေးလာတယ်မင်းများလာတယ်ပြောဆိုလာတယ်ဆိုတော့ကိုလိုချင်တာကိုဒါတိုက်လှမ်းယူရသလိုမျိုးဖြစ်တော့သူကလည်းပဲတမျိုးတပုံအဖြစ်အလုံးတရားမှလှုပ်တဲ့နဲ့အလုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်အချင်းချင်းတရားဆွေးနွေးဖို့လိုတယ်ဘာလို့လဲဆိုတော့ သူမသိတာကိုကိုသိနိုင်တယ်လို့ကိုမသိတာကိုလည်းသူသိနိုင်တယ်ဟုတ်လားဒါကြောင့်ကိုဒီကပညာကိုသူ့ကိုဖြန့်ဝေရသောအဖြစ်အမျက်ဆုံးဓမ္မဒါနဖြစ်ဖြစ်နိုင်တယ်လို့သူ့ဒီကပညာကိုလည်းကိုရတဲ့အတွက်ကြောင့်ကို့မှာအများကြီးလည်းပညာတိုးနိုင်တယ်ဟုတ်ရလားဒါကြောင့်ပြည့်တော်ပေါင်းသူတော်တို့အချင်းချင်းတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖလှယ်ကြတာတွေကအလွန်မှတန်ဖိုးရှိတယ်အလွန်မှမင်္ဂလာရှိတယ်ပေါ့ဟုတ်ရလားဒါကြောင့်ကာလင်နဓမ္မတာကိစ္စ တင်းတင်းလျှောက်ပတ်တဲ့အခါကာလမှာတရားဓမ္မကိုဆွေးနွေးဖို့လိုအပ်တယ်ဆိုတာလေးကိုနားလည်ရမှာပေါ့ဒီနေမှာဦးဇင်းတို့တရားဓမ္မကိုဆွေးနွေးတယ်ဆိုတာသူတော်ကောင်းကြီးတွေရဲ့လမ်းစဉ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မဇိမနိကေမှာနော်မဟာသောတင်ကတုတ်တန်ဆိုပြီးတော့တုတ်တန်တစ်ပုဒ်ရှိတယ်ဒါဦးဇင်းတို့အော်လောကကို တင့်တယ်စေသူများဆိုပြီးတော့တရားကောင်းစဉ်လေးတက်ပြီးတော့ဟောထားတာတောင် ရှိပါတယ်အဲ့ဒီမှာဥယျာဉ်တို့ဘာတွေ့ရအောင်ဆိုတော့ ဟိုမြတ်စွာဘုရားနဲ့တကွအလွန်တရာမှသာသနာမှာထင်ရှားကျော်ကြားတဲ့မထေမြတ်ကြီးတွေတော့ဂောသိင်္ဂလို့အမည်ရတဲ့အင်ဂျင်တော်ကြီးတွေမှာသတင်းသုံးနေတယ်လို့ဆိုတယ်အဲ့ဒီတုတ်တန်တာအဲ့ဒီတုတ်တန်ဖြစ်ပေါ်လာတော့ငါပေါ့ဟုတ်လားအဲ့ဒါတနေ့မှာတော့ဟိုရှင်မာမောက္ကလံကိုတော်မြတ်ကြီးကရှင်မာကတ္တပကိုတော်မြတ်ကြီးကိုဘာပြောတော့ဆိုတော့ငါရှင်ကတ္တပတဲ့အဲရှင်သာရိပုတ္တရာကြီးကိုတို့တရားနာသွားရအောင်အဲ့ဒါလို့ခေါ်တော့ကောင်းပြီဆိုပြီးတော့အဲ့ဒီမှာရှင်အနုဒါကလည်းသူလည်းလိုက်မယ်ဆိုပြီးတော့ ရှင်မကတ္တမရဲ့ရှင်မမောက်ကလန်ရဲ့ရှင်အနုရုဒ္ဓရဲ့သုံးပါးနော်ဘုဇုတိသွားကြတော့ဆိုတော့ရှင်သာတိပုတ္တရာကြီးကိုသွားကြတာအဲ့လိုသွားကြတာကိုဘုဇုကမြင်တော့ဆိုတော့ရှင်အနန္ဒာကမြင်တယ်မြင်တဲ့အခါကျတော့အရှင်ရေဝရကိုသွားပြီးတော့အဖို့ညိတယ်မရှင်ရေဝရတဲ့ဟိုမှာမထေမြတ်ကြီးသုံးပါးရှင်သာတိပုတ္တရာကြီးကိုချင်းကပ်နေကြတယ်အဲ့ဒါတို့လည်းပဲလိုက်ပြီးတော့ဝိုင်းပြီးတော့တရားနာသွားရအောင်ဆိုပြီးတော့အဲ့ဒါရှင်အနန္ဒာကလည်းပဲ ရှင်ရေဝရနဲ့နှစ်ပါးပေါ့နောက်ကလိုက်သွားရတယ်။ကိုရောက်တော့ရှင်သာတိပုတ္တရာကြီးရောက်တော့မထေမြတ်ကြီး6ပါးစုမိကြရတယ်။ဟုတ်လား။အဲ့ဒါလိုစုမိကြတော့ရှင်သာတိပုတ္တရာကအလွန်တရာမှဉာဏ်ပညာကြီးတာဆိုတော့သူကပဲစပြီးတော့အဲ့ဒီမှာ